ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်စက်ကောင်စီလက်တက်ကစာတင်ကြောင်းတွေဆေးရုံတွေစားတဲ့လူစုလူဝေးနေရာတွေကိုပြတ်မှတ်ထားပြီးနေချောင်းတက်ခိုက်တာကြောင့်မြေပြင်မှာလက်ရှိဖွင့်လှစ်ထားတဲ့ဂျားကာလာပညာရေးကျောင်းအလုံးယာယီပိတ်ထားကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပညာရေးဝန်ကြီးဌာနက မေလ25ရက်နေ့မှာညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။လူနာသာစင်နေပါတည်ဆုံးခဲ့ရတဲ့စကိုင်းတိုင်းတပရင်းမြို့နယ်အိုးတိန်တင်ကျေးရွာစတင်ကြောင်းမေလ12ရက်နေ့ကလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ပြီးမှ NUG ပညာရေးဝန်ကြီးဌာနကအခုလိုညွှန်ကြားချက်ထုတ်ပြန်လာရလဲဖြစ်ပါတယ်။မြေပြင်မှာဖွင့်လှစ်တင်ကြားနေတဲ့အခြေခံပညာရေးကျောင်းတွေအစင်းမြေပညာရေးကျောင်းတွေနဲ့တပ်မွေပညာကျောင်းတွေအားလုံးယာယီပိတ်ထားရမယ်လို့ NUG ပညာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်မှာပါရှိပါတယ်။အခုလိုကျောင်းတွေကိုယာယီပိတ်ရတာက နိုင်ငံရဲ့အနာဂတ်ကလေးတငယ်တွေဆရာဆရာမတွေအရက်သားပြည်သူတွေအသက်ဆုံးရှုံးမှုနဲ့ထိခိုက်ဒဏ်ရာရမှုမရှိစေဖို့ဖြစ်စေရလို့လည်းအသိပေးထားပါတယ်။ညွန်ကြားချက်ကိုတက်ဆိုင်ရာအဆင့်ဆင့်သောတာဝန်ရှိအဖွဲ့အစည်းတွေကပူးပေါင်းပါဝင်ပေးချဖို့ကိုလည်း NUG ပညာရေးဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်။သခိုင်းတိုင်းဂျားကာလာပညာသင်ကြားရေးကျောင်းဆရာတို့ကကျောင်းတွေကိုယာယီပိတ်ထားတဲ့ကာလအတွင်းမှာစာသင်ကျောင်းတွေဘေးရန်တွေရဲ့ကင်းရှင်းအောင်အရင်ဆုံးစီမံဆောင်ရွက်တင်တယ်လို့ပြောပါတယ်။မေလ12ရက်ကတပရင်းမြို့နယ်အိုတိုင်တင်ကျေးရွာစာသင်ကျောင်းဘုံကျဲခံရမှုမှာ ဆရာမ2ဦး၊ကျောင်းသူကျောင်းသား22ဦးစုစုပေါင်း24ဦးသေဆုံးပြီးဒဏ်ရာရသူလည်း100ကျော်ရှိခဲ့တာပါ။ရပ်ပိုင်းအကြမ်းမှာပဲမေလ23ရက်မှာလဲသခိုင်းတိုင်းမင်းကင်းမြို့နယ်မင်းစုကျေးရွာဘုံကျဲခံရပြီးကလေးခုနှစ်ဦးအပါအဝင်အရက်သား14ဦးထပ်မံသေဆုံးခဲ့ရပါတယ်။ဒါပေမဲ့စစ်ကောင်စီကတော့အရက်သားတွေနဲ့စာတင်ကျောင်းတွေကိုဘုံကျဲတာမရှိဘူးလို့ညှင်းဆန်ထားပါတယ်ရှင်။ငလင်ဘေးတဲ့ဒေတာတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါ ဘုံပါရီတွေးရီကံရီပဲတောက်တုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပော့ဆူအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါရယ်။